ဝါဒသနင်း2025ခုနှစ်အောက်တိုဘာလ30ရက်နေ့နနက်9နာရီချင်းထူပြက်ချက်ဘင်္ဂလားပင်လယ်အော်အခြေအနေမှာကပလီပင်လယ်ကနေဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် တိမ်အသင်းအတင်မှာတိမ်ထူထပ်နေပြီးကြံဘင်္ဂလားပင်လယ်အော်တွင်တိမ်အနည်းငယ်ဖြစ်ထွန်းနေပါသည်ယနေ့ညနေထိခံမင်းချက်မှာမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းကယားပင်နယ်ရခိုင်ပင်နယ်ညိန်ရှမ်းပင်နယ်မြောက်ပိုင်းတို့တွင်တိမ်အသင်းအတင်ဖြစ်ထွန်းပြီး တင်းသားရီတိုင်းဒေသကြီးတွင် နေရအနှံ့ပြရန်ကုန်တိုင်းဒေသကြီး AR တိုင်းဒေသကြီးနှင့်ကချင်ပြည်နယ်တို့တွင်နေရတတဲနှင့်ကြံတိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရကွက်ကြမှုထစ်ထုံရမီ ရွာရန်ရန်နှုံးမြစ်ထစ်ပါသည် မိုးရိမ်တောင်ထစ်ပေါ်မှုအခြေအနေမှာရန်ကုန်တိုင်းဒေသကြီး AR တိုင်းဒေသကြီးနှင့်တနင်္သာရီတိုင်းဒေသကြီးတို့တွင် မိုးရိမ်တောင်များထစ်ပေါ်မှုအကောက်လျက်ရှိပြီးအဆိုပါမိုးရိမ်တောင်များရွေလာရနေရာတစ်လျှောက်တွင် မိုးရွာစွန့်ခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ကြုံခြင်း၊မိုးတိုးပစ်ခြင်း၊လျက်စီးလက်ခြင်းနှင့်မိုးတီကျွေခြင်းစသည့်မိုးလေဝသဖြစ်စဉ်များထစ်ပေါ်နိုင်ပါသည်။ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုရပါသည်။မြမပင်လေပင်မြမကံယိုတန်တလျှောက်နှင့်ကမ်းလွန်ပင်လေပင်တို့တွင်တခါတရံမိုးတက်လေပင်များကြာရောက်ပြီးလှိုင်းအထင်းထင်းမှနှိုင်းကြီးနိုင်ပါသည်။မိုးတက်လေပင်ကြဆင်ရေပင်မီပင်လေသည် တနအီလ -25 မှ -30 အထိတိုက်ခတ်နိုင်ပါသည် လိုင်းရမြန်မာမြမကံယိုတန်တျောက်နဲ့ကမ်းလွန်ပင်လေပင်တို့တွင် ခုနှစ်ပေမှကိုးပေခန့်ရှိနိုင်ပါသည်နိုဝင်ဘာလဆန်းတွင်စာအိုးမိုးရွာပါမည်မိုးရွာနိုင်သောမြို့ရင်များများလာပါမည်မိုးရွာနိုင်သောမြို့နယ်များမှာပသိန်းကြိုက်လန်ငဘူးတော်ဝါခေမာမော်လမြိုင်ကျုံကျုံပေါ်ကျုံမငင်းလက်ပေါ်တာဖျာဘုံကြောင်းကုံတွန့်တေမအူးမင်းဟင်းပါတာတိုက်ကြီးမော်ဘီလေကူရန်ကုန်မြို့လယ်တွင် tai yaw ri men la ok pho nyo nyo nyaw le bing pe ya ku taung u phyu dai u wo ta nat bing tha we nyai bouk bing mo la myai cha in si ji tin ning tai yi rua ngan pin de ya ka lo taung ji pin long ma gwe min bu nan mau cho gwe ya me ting mai thi la chao pan dong nge phe se lo tara min la ထရက်အောင်လန်းစကူပွင့်ဖြူဌာနဖြူညောင်တုံးဟင်းတရာထုံးပိုကြံခင်းညံအောင်ဘိုးကလေးမြကြီးနာညတိုင်းကော်တောင်တွင် နေရာကျဲကျဲမိုးရွာမဲ့ဖြစ်ပါသည်ဆောင်းအေးတန်းလဲဝင်ရောက်စားဖြူညွတ်ညွတ်ထိရွေရာသီအကူပြောင်းမှာမိုးပါရွာလာခြင်းခီတော့ကြောင့်ကျမ်းမာရေကယူဆိုင်ကြရမယ်ဖြစ်ပါသည်နောက်ညအထွာခံမှန်းချက်မှာရန်ကုန်တိုင်းဒေသကြီးဗရက်ကူးတိုင်းဒေသကြီး AR တိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီး ကရင်ပြည်နယ်ညင်မုံမီနယ်ကိုတွင်နေရာကျဲကျဲမှနေရာစိတ်စိတ်မိုးထချုံရွာနိုင်ပါသည်။နေပြည်တော်နှင့်အနီးအဝိုင်းအတွက်ခမ်းမန်းချက်မှနေရာကွက်ကြားမိုးထချုံရွာနိုင်ပါသည်ဖြစ်ပါသည်။ရခိုင်မြို့နှင့်အနီးအဝိုင်းအတွက်ခမ်းမန်းချက်နေရာကွက်ကြားမိုးထချုံရွာမယ်ဖြစ်ပါသည်။မန္တလေးမြို့နှင့်အနီးအဝိုင်းအတွက်ခမ်းမန်းချက်မှနေရာကွက်ကြားမိုးထချုံရွာနိုင်ပါသည်ဖြစ်ပါသည်။